င်္ဂလာပါရှင်2015ခုနှစ်မေလ1ရက်တက်ကြနေ့ညပိုင်းလွတ်လပ်တဲ့အရှာအတန် RFA ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခက်ပါပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည7နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီစီစဉ်ကိုပဲနောက်တစ်နှစ်မနက်9နာရီခွဲမှာတစ်ချိန်နေ့လယ်တနင်္လာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးအပ်ပါတယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စနစ်ဖွဲ့ရဲ့ထိပ်သီးညီလာခံကို UWSA ဝါပြည်သူစီညီညွတ်ရေးတပ်မတော်ဌာနချုပ်ရှိရာပန်ဆန်းမြို့မှာဒီကနေ့စတင်ကျင်းပခဲ့ပါတယ်ဒီလာကံဖွင့်ပွဲမှာ UWSP ဝါပြည်သွေးစည်းညီညွတ်ရေးပါတီဥက္ကဋ္ဌဦးပောက်ယူချမ်းမင်းကွန်းပြောရမှာဝါကိုပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသကိုကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ်သတ်မှတ်ပေးဖို့အစိုးရကိုတောင်းဆိုထားတဲ့အကြောင်းနဲ့ဒီကိစ္စကိုတိုင်းရင်းသားခေါင်းဆောင်တွေကဝိုင်းဝန်းထောက်ခံပေးဖို့တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။ အစိုးရနဲ့လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ကိုကံအဖွဲ့ MNDAA ၊ရခိုင်တပ်မတော် Arakan Army နဲ့တအောင်းပလောင်လူမျိုးရေးတပ်မတော် TNLA အဖွဲ့တို့လည်းဒီညီလာခံကိုတက်ရောက်နေပြီးသူတို့အနေနဲ့တနိုင်ငံလုံးပြစ်ခတ်ရက်စဲရေးစာချုပ်လက်မှတ်ရေးထိုးပွဲမှာပါဝင်လူကြောင်းဆွနေခဲ့တယ်လို့ UWSP ပြောရေးဆိုခွင့်ရှိသူဦးအောင်မြင့်ကပြောပါတယ်လာမယ့်မေလ6ရက်နေ့အထိ6ရက်ကြာကျင်းပမယ့်ဒီညီလာခံကို KIO ကချင်လူမျိုးရေးအဖွဲ့ KNU ကရင်မြို့သားအစည်းအရုံး SSPP SSA ရှမ်းပြည်တွတ်တက်ရေးပါတီ RCSS SSA ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီမွန်ပြည်သစ်ပါတီစတဲ့တိုင်းရင်းသားအဖွဲ့၁၂ဖွဲ့ကထိတ်တန်းကောင်းဆောင်တွေတက်ရောက်ဆွေးနွေးနေကြပါလေရှင်။ဒီနေ့ကြောက်ရတဲ့ကမ္ဘာအလုသမားနေ့အခမ်းအနားကိုရန်ကုန်မြို့နယ်မန္တလေးမြို့မှာအလုသမားအဖွဲ့အစည်းတွေဥဆောင်ကျင်းပခဲ့တယ်လို့အလုသမားခွင့်ရေးအတွက်ဆန္ဒပြပွဲတွေလည်းပြုလုပ်ခဲ့ကြပါဗျ။ ရန်ကုန်တိုင်းဆက်မှုဆောင်ကလူသမားတွေပူးပေါင်းပြီးဗဟန်းမြို့နယ်ဘိုးစိမ့်မှန်ကွင်းကနေကြိုက်ဆန်ကွင်းအထိလမ်းလျှောက်ဆန္ဒပြခဲ့ကြပြီးအနှိမ်ဆုံးလုခလစာအမြန်ဆုံးသတ်မှတ်ပေးရေးအတွက်တောင်းဆိုခဲ့ကြပါတယ်တချိန်နဲ့မှာပဲအ ਨੇ သောလုခလာစာတတ်မှတ်ရမှာနောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းထည့်သွင်းတွက်ချက်ကြဖို့တမရဦးသိန်းစင်ကကပ္ပလူသမားနေမှာတတိပေးလိုက်ပါတယ်။ဖိုင်တရာမြို့နယ်မှာမြန်မာနိုင်ငံလူသမားတမကများအဖွဲ့ချုပ်ကကျင်းပတဲ့ကပ္ပလူသမားနေအခမ်းအနားကိုတမရဦးသိန်းစင်ကတောင်းလွှာပေးပို့ခဲ့တာပါ။ အနည်းဆုံးလောက်ခသတ်မှတ်ရေးကိုလှုပ်ရှင်တယ်လို့တမားနှစ်ဖက်လုံးမထိခိုက်အောင်တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့လေတမရရဲ့တုံးအောင်လွှာမှာတိုက်တွန်းထားပါတယ်ရှင်အမေရိကန်အစိုးရအနေနဲ့ပြစ်မှတ်ထားပိတ်ဆို့အရေးယူထားသူများစီးရင်မှာကြံ့နေသေးတဲ့မြန်မာလုပ်ငန်းရှင်တွေကိုကင်းလွတ်ခွင့်ပြုတင်ကြောင်းအဲ့ဒီစီးရင်ကနေကင်းလွတ်ခွင့်ရခဲ့တဲ့ပထမဆုံးမြန်မာစီးပွားရေးလုပ်ငန်းရှင်ဦးဝင်းအောင်ကပြောလိုက်ပါတယ် ဒါမှသာမြန်မာလုပ်ငန်းရှင်တွေအနေနဲ့ American company တွေနဲ့ပူးပေါင်းလုပ်ကိုင်နိုင်မှာဖြစ်ပြီးနိုင်ငံစီးပွားရေးလည်းတိုးတက်လာမယ်လို့ဆိုပါတယ်။ Writer သတင်းဌာနကမနေ့ကတွေ့ဆုံမင်းမြန်ရမှာမြန်မာနိုင်ငံကုန်ရတဲ့ကြီးများအသင်ဥက္ကဋ္ဌဦးဝင်းအောင်ကအခုလိုပြောလိုက်တာပါ။မြန်မာလုပ်ငန်းရှင်တွေအနေနဲ့စီးပွားရေးလုပ်ငန်းတွေပိုပြီးဖန်တီးနိုင်ရင်အလုပ်ကင်အခွင့်အလမ်းတွေလည်းပိုပြီးဖန်တီးနိုင်မယ့်အကြောင်းဝင်းအောင်ကပြောခဲ့ပါတယ်။ American တန်တမန်ရဲ့လျှို့ဝှက်ပေးစာတွေကိုဖွင့်ချခဲ့တဲ့ WikiLeaks အဖွဲ့ကဖော်ပြတဲ့ဂျင်းနန်းစာတစ်စောင်အရာ ဦးဝင်းအောင်ဟာနိုင်ငံပိုင်တက်တော်ထိန်းသိမ်းရေး area တွေထဲကကျွန်းသစ်တွေကိုတရုတ်ပြည်ကိုတရားမဝင်တင်ပို့ခဲ့တယ်လို့စစ်ဘုံချုပ်တွေနဲ့ပူးပေါင်းပြီးနေပြည်တော်တူဆောက်ရေးအတွက်လုတ်ကင်ခွင့် contract တွေရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဦးဝင်းအောင်ကတော့ WikiLeaks ရဲ့သတင်းဟာမှားရင်းကြောင်းအဲ့ဒီတုန်းကစစ်အစိုးရဟာမိမိအပါအဝင်ဆောက်လုပ်ရေးလုပ်ငန်းအများစုကိုနေပြည်တော်မှာအ ਨੇ ဆုံးအဆောက်အဦးနှစ်ခုဆောက်လုပ်ခိုင်းခဲ့ကြောင်းတရုတ်ပြည်ကိုလည်းတစ်တွေမတင်ပို့ခဲ့ဘူးကြောင်းပြောဆိုတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်ရှင်။ မြန်မာနိုင်ငံဟာဘာသာရေးလွတ်လပ်ခွင့်အတွက်စိုးရိမ်စရာကောင်းတဲ့အဆင့်မှာဆက်ပြီးရှိနေသေးတယ်လို့အမေရိကန်အစိုးရကမနေ့ကထုတ်ပြန်တဲ့နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အစည်းအဝေးခန်းစာမှာဖော်ပြပါတယ်။2022ခုနှစ်ကစပြီးဘာသာရေးပြပခတွေဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံမှာ2014ခုနှစ်အတွင်းမှာလည်းဘာသာရေးအရခွဲခြားဆက်ဆံတာတိုင်းရင်းသားလူမျိုးစုဒေသတွေမှာဘာသာမတူသူတွေအပေါ်ဖိနှိပ်ခံတတ်တာတွေဆက်လက်ပေါ်ပေါက်နေတယ်လို့ဆိုပါတယ်။တချို့ဒေသတွေမှာဗုဒ္ဓဘာသာခေါင်းဆောင်တွေက ဘာသာတွေအကြအမုန်းတရားတွေဟောပြောလှုံ့ဆော်နေတာတွေတွေ့ရပြီးအစိုးရကလည်းထိထိရောက်ရောက်ရှားဝင်ဖြေရှင်းပေးတာမတွေ့ရဘူးလို့ဆိုပါတယ်။ဒါအပြင်အစိုးရကိုယ်တိုင်ကဘာသာရေးအရခွဲခြားတဲ့ဥပဒေတွေပြဋ္ဌာန်းမှုစ조사လာနေတာကြောင့်မြန်မာနိုင်ငံဟာ2015ခုနှစ်မှာလည်းဘာသာရေးလွတ်လပ်ခွင့်အတွက်စိုးရိမ်စရာကောင်းတဲ့အဆင့်မှာပဲဆက်ပြီးရှိနေသေးတယ်လို့ဖော်ပြထားပါတယ်ရှင်။မြန်မာနိုင်ငံမှာဖန်ဆီးအကျဉ်းချခံနေရတဲ့သတင်းသမား9ယောက်ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့မေလ3ရက်နေ့မှာတောင်းဆိုလှုပ်ရှားကြဖို့ Amnesty International လို့ခေါ်တဲ့နိုင်ငံတကာလွတ်ငင်းချမ်းသာခွင့်အဖွဲ့ကတိုက်တွန်းလိုက်ပါတယ်။ပခုတ်ကူထောင်မှာထောင်နဲ့ခုနှစ်ချမှတ်ခံထားရတဲ့ Unity Journal အ Editor ချုပ်ဦးတင်ဆန်းနဲ့သတင်းထောက်တွေဖြစ်ကြတဲ့ဦးလူမော်နိုင်၊ဦးရာစာဦး၊ဦးပိုင်သက်ကျော်နဲ့ဦးစီသူစိုးတို့ကိုပြန်လှုပ်ဖို့တောင်းဆိုလှုပ်ရှားကြဖို့ Amnesty International ရဲ့မြန်မာနိုင်ငံဆိုင်ရာအဖွဲ့အစည်းကတိုက်တွန်းချက်တစ်စောင်ထုတ်ပြန်ခဲ့တာပါ။ Unity Channel တင်းသမားတွေဟာမကွေးတိုင်းအတွက်မှာလျှို့ဝှက်ဓာတ်ရုပ်လက်နက်ဆက်ယုံတိစောက်နေတယ်လို့ယူဆရတယ်ဆိုတော့တည်င်းဖော်ပြမှုနဲ့တရားစွဲထောင်ချခံခဲ့ရတာဖြစ်ပါတယ်။တည်င်းအလို့ဟာရာဇဝတ်မှုမဟုတ်တာကြောင့် Unity တည်င်းသမားတွေပြန်လွတ်ရေးလှုပ်ရှားမှုအဖြစ်နိုင်ငံတကာတည်င်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့မေလ3ရက်နေ့မှာပြန်ကြားရေးဝန်ကြီးဦးရထွေရဲ့ Facebook စာမျက်နှာကိုတည်င်းသမားတွေပြန်လွတ်ရေးတောင်းဆိုချက်တွေဝိုင်းဝန်းပေးပို့ကြဖို့အဲ့ထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်ရှင်။ ရခိုင်ပြည်နယ်မြေပုံမြို့နယ်မှာအောင်တခွင်ရင်ရင်နစ်မြုပ်ခဲ့တာနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ဝန်ထမ်း18ဦးကိုပြည်နယ်အစိုးရကမနေ့ကရေးယူလိုက်တယ်လို့သိရပါတယ်။ပြည်နယ်အစိုးရစုံစမ်းရေးအဖွဲ့နဲ့ပြည်နယ်လွှတ်တော်စုံစမ်းရေးအဖွဲ့ရဲ့အစီရင်ခံစာအရအရေးယူခဲ့တာလို့ရခိုင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးလာဟန်ကပြောပါတယ်။ရခိုင်ပြည်နယ်တပ်ယူပို့ဆောင်ရေးဌာနခွဲမန်နေဂျာနဲ့ကြောက်ဖြူမြို့နယ်မန်နေဂျာကိုအလုတ်ကထုတ်ပယ်လိုက်ပြီး တင်မောသား6ဦးကိုလစာထောက်ဝက်ဖြတ်တောက်ပြီးရေရင်စီးနှင်းလိုက်ပါခွင့်တစ်နှစ်ပြေပင်လိုက်ပါတယ်။အောင်တဘုံအမှတ်3ရေရင်အုပ်နဲ့ရခိုင်ပြည်နယ်ရေချောင်းဌာနကလက်ထောက်ရေချောင်းဌာနမှူးချုပ်အပါအဝင်ဝန်ထမ်း9ဦးကိုတော့မယူမနေရအငင်းစားပေးလိုက်တယ်လို့သိရပါတယ်။အောင်တဘုံအမှတ်3ရေရင်ဟာပြီးခဲ့တဲ့မလ17ရက်နေ့ကတောင်ကုန်းမြို့ကနေစစ်တွေကိုဥတီမောင်းနှင်လာစဉ်မြေပုံမြို့နယ်နောင်တော်မြစ်အတွင်းမှာနှိမ့်ယုတ်ခဲ့တာဖြစ်ပြီးလူပေါင်း80ထက်မနည်းတေဆုံးခဲ့ပါတယ်ရှင်။ မန္တလေးတိုင်းအမရပူရမြို့နယ်အတွင်းကနမေကျော်ဥပိန်တရာတရှိရာတောင်တမန်အင်းမှာငားတွေအုပ်စုလိုက်တည်ဆုံမှုမနစ်မနေ့ကဖြစ်ပွားခဲ့ပါတယ်။ RFA သတင်းတောက်ကိုနေသေးကတင်ပြထားပါတယ်ရှင်။မန္တလေးမြို့အမရပူရမြို့နယ်အတွင်းကနမေကျော်ဥပိန်တရာတရှိရာတောင်တမန်အင်းမှာလွန်ခဲ့တဲ့နေ့ရက်ကနေစပြီးငားတွေအုပ်စုလိုက်တည်ဆုံမှုဖြစ်ပေါ်နေတာပါ။ငါရီတီဆုံရရနဲ့ပတ်သက်ပြီး မန္တလေးမြို့စိမ်းရောင်စုအဖွဲ့ကအတွင်းရေးမှူးအဖွဲ့ဝင်ကိုမမောင်ဦးကအခုလိုမှတ်ချက်ပြုပြောဆိုပါတယ်။ငကိုရီကနှစ်ပေါင်း20ကျော်ကြာပိတ်လောင်ထားတဲ့ရေအင်းရေဟာအလွန်မင်တန်ကိုဒီရေရဲ့စံရင်းစံညွန်းကြဆင်းသွားတဲ့ဟာအကြောင်းချက်တစ်ချက်ဝင်တဲ့ရေဟာ မိုးရာသီမှာ overflow ဖြစ်ပြီးတော့ဝင်တဲ့ရေလောက်ပဲရှိသေးတယ်။ဒါနဲ့အဲ့ဒါတွေကမိုးဟိုကျွန်တော်မြေကြီးကျတဲ့အခါမှာပြန်ပါသွားပြီးတကယ်စီးဝင်နေတာကဒီပယ်နော်ချောင်းအဆင့်စီးဝင်တဲ့ရေကလည်းတန့်စင်မှုတိတ်မရှိဘူး။အဲ့ဒီပယ်နော်ချောင်းတစ်လျှောက်မှာရှိတဲ့ဆက်ယုံချိုးကနေထုတ်လွှတ်လိုက်တဲ့ဆက်မှုဆောင်ကအငြိကြီးချိုးလည်းပါလာတယ်။တောင်တမန်အင်းကိုအမိပြုပြီးတငါသေးလုပ်ငန်းကိုလှုပ်ကြိုက်နေတဲ့ဒေတာခန့်တငါသေးတွေယာနဲ့ချီပြီးရှိနေပါတယ်။အခုလို့ငါတည်ဆုံးတာကြောင့် ဥပိန်တရာကိုလာလေကြရခီသွားရိအနေနဲ့တသာအနီးမှရောင်းချတဲ့ဆိုင်တွေကနေငါးကြော်ရီငါးကင်တွေစားတာတိတ်မရှိတော့ဘူးလို့သိရပါတယ်။တငါသမားဒီလိုပဲလုတ်ကင်စားတော့မှရှိတယ်။အခုကငါးတွေကလည်းညစ်ပတ်တဲ့အပေါ်မှာဒီလိုပဲလူတဲ့တော်တဲ့အောင်လူသွားလာတာမြင်တော့ကြတော့အကင်တွေပညာတော်တော်တိတ်မစားကြတော့လူတွေကငါးတွေအုပ်စုလိုက်တည်တာကြောင့်အင်းကိုလေလံဆွဲသူတွေအနေနဲ့အရှုံးနဲ့ကြုံရတယ်လို့ဒေတာခန့်တငါတွေတွေလည်းစာဝင်းနေရေးအတွက်အခက်အခဲရှိလာတယ်လို့ပြောကြပါတယ်။ ။ငါရှင်နေတော့တိုင်းနေအများကြီးပြေးပြီးဆွဲထားရတဲ့ပုံမှာတော့သူတို့လည်းတအားနှင်းလာတာပေါ့။ဒီရေတွေပုတ်နေတဲ့အတွက်နောက်လဲဒီလိုပဲဖြစ်နေဦးမှာပေါ့။ကျမအနေနဲ့တုံ့တန်မိတာတော့အင်းရဲ့ရေစည်းရေလာစနစ်လဲပြတ်သွားတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရဆိုရင်ရေစိုးတွေအရဲချက်ဆက်ယုံကရေစိုးတွေနောက်ဆေးစိုးတဲ့ရေစိုးတွေနောက်တစ်ခါသားတက်တဲ့ရွာတွေကစွန့်ပစ်ပစ္စည်းတွေလည်းဒီထဲကိုရောက်လာကြတယ်။အဲ့ဒီအတွက်ရေရပျက်စီးပြီးတော့ငါးတွေ ျက်စီးသွားရတယ်။တောင်တမန်အင်းမှာအခုလိုငါရီတည်ဆုံးတာဟာအရင်က ရှိခဲ့ဘူးပေမဲ့အခုလိုတည်ဆုံးတာဟာအဆိုးရွားဆုံးအခြေအနေဖြစ်တယ်လို့ဒေတာခန့်တွေကပြောပါရယ်။ငါရီအုပ်စုလိုက်တည်ဆုံးတာနဲ့ပတ်သက်ပြီးအင်းတကြီးကမနေ့ဖြန်မေလာနေ့ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့သိရပါရခင်ဗျာ။အရဖက်သတင်းတော့ကိုနေသွေးတင်ပြပေးသွားတာပါရှင်။ အရဖေရမြင့်တန်ကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးမြမအိနီချင်းအာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းတချို့ကိုတင်ပြပေးမှာပါမြမနိုင်ငံကရိုဟင်ဂျာမွတ်စလင်တွေလို့ယူဆရတဲ့အလောင်း32လောင်းကိုထိုင်းနိုင်ငံကလူသူအယောက်အပေါက်နည်းတဲ့တော်ရင်တနေရာမှာတွေ့ရတယ်လို့ထိုင်းရတဖွဲ့ကဒီနေ့ပြောပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းဆွန်ကလာခရိုင်ကတောတောင်တွေထဲမှာမြေမြုပ်ထားတဲ့အလောင်းတွေစောင်းနေနဲ့အုပ်ထားတဲ့ပုပ်ပွနေတဲ့အလောင်းတွေကိုတွေ့ခဲ့တာလို့ဆိုပါတယ် အဲ့ဒီအလောင်းတွေနဲ့အတူအရင်ကုန်ခန်းနေတဲ့အသက်ရှင်နေသေးသူတယောက်ကိုလည်းတွေ့ရတယ်လို့ထိုင်းရဲကပြောပါတယ်ဒီလူတွေဘာကြောင့်တည်ဆုံးခဲ့တယ်ဆိုတာကိုအတိအကျမသိရသေးတဲ့အကြောင်းတည်ဆုံးသူတွေဟာမြန်မာနိုင်ငံကရိုဟင်ဂျာတွေဖြစ်နိုင်ကြောင်းမလေးရှားနိုင်ငံမှာနိုင်ငံရေးခုလုံခွင့်ရဖို့ကြိုးပမ်းရင်းမလေးရှားနဲ့နီးတဲ့ထိုင်းနိုင်ငံတောင်ပိုင်းတောနှင်းတနေရာမှာလူမှောင်ခိုကုန်ကူးသူတွေကယာယီစခန်းချပေးထားတာဖြစ်နိုင်တဲ့အကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်ရှင် တောင်ကိုရီးယားနိုင်ငံကထောင်တောင်းချီတဲ့လူသမားတွေဟာဒီနေ့ကြာရောက်တဲ့မေဒီကမ္ဘာလူသမားနေ့အထိမ်းအမှတ်အဖြစ်လောက်ခလာစာတိုးမြှင့်ရရှိရေးအတွက်ဆိုးမြို့မှာဆန္ဒပြခဲ့ကြပါတယ်။အစိုးရအနေနဲ့လူသမားအခွင့်အရေးတွေကိုဖိနှိပ်ဖို့ကြိုးစားလာမယ်ဆိုရင်အထွေထွေတပိတ်ဆင်နွှဲပြီးတုံ့ပြန်သွားမယ်လို့တောင်ကိုရီးယားလူသမားတမကများအဖွဲ့ချုပ်ခေါင်းဆောင်တူဦးကပြောပါတယ်။ အလားတူမေဒင်းနေထိမ့်မှတ်ဖြစ်ထိုင်ဝမ်ကျွန်းတိုင်ပင်မြို့ကသမရယုံအနီးမှာလဲလူသမားအခွင့်အရေးအပြည့်အဝရရှိရေးအတွက်ထိုင်ဝမ်လူသမားတွေဆန္ဒပြခဲ့ကြပါတယ်။ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာလဲလုခလာစာတုံးမြင့်ရေးအတွက်လူသမားတွေဆန္ဒပြခဲ့ကြပါတယ်။ဟောင်ကောင်ကျွန်းမှာလဲမေဒင်းနေထိမ့်မှတ်ဖြစ်လူသမားတွေစုဝေးပြီးနိုင်ငံသားသားရွှေ့ပြောင်းလူသမားတွေရောဒေသခံလူသမားတွေအတက်ပါလုပ်ငန်းဝင်အခြေအနေတိုးတက်ရေးအတွက်ဆန္ဒပြခဲ့ကြပါတယ်ရှင်။ နီပေါ်နိုင်ငံမှာဧပြီလ25ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်တေဆုံးသူ6200ကျော်ဒဏ်ရာရသူ14000နီးပါးရှိသွားပြီလို့နီပေါ်အာဏာပိုင်တွေကသတင်းထုတ်ပြန်ပါတယ်။ပြင်အား9.6ရှိတဲ့ဒီငလျင်ဒဏ်ကြောင့်အိန္ဒိယတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံဘက်မှလည်းလူ100ကျော်တေဆုံးခဲ့တယ်လို့ဆိုပါတယ်။ငလျင်ကြောင့်နေအိမ်အလုံးပေါင်း3000ကျော်ပျက်စီးပြီးဆေးရုံတွေစာတင်ကျောင်းတွေလည်းအများအပြားပျက်စီးခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရာ ငလျင်ကြောင့်လူပေါင်း၈တန်းလောက်ကိုထိခိုက်မှုရှိခဲ့ရမှာလူပေါင်း၃တန်းနီးပါးနေစရာမဲ့ဖြစ်ခဲ့တယ်လို့ဆိုပါတယ်ကုလသမဂ္ဂကလေးများရန်မုံငွေအဖွဲ့ UNICEF ရဲ့ထုတ်ပြန်ချက်အရငလျင်တန်းအဆိုးအဝါဆုံးခံရတဲ့ဒေသမှာကလေးလူငယ်တသန်း9သိန်းအပါအဝင်လူဦးရေ၃တန်းခွဲကျော်အတွက်စားနပ်ရိက္ခာလိုအပ်နေတယ်လို့သိရပါတယ်ရှင် င်းမင်သားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေကိုဆက်တိုက်ထုတ်လွှင့်ပေးမှာပါဒီကနေ့ကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူသမားနေ့မှာရန်ကုန်တိုင်းတွင်းမှာရှိတဲ့ဆက်မှုဆောင်ကလူသမားတွေစုပေါင်းပြီးအနှိမ်ဆုံးအခြေခံလုခလာစာတတ်မှတ်ပေးဖို့နဲ့အခြေခံလူသမားအခွင့်အရေးတွေရရှိဖို့အတွက်ဆန္ဒပြခဲ့ကြပါတယ်ကိုကျော်စောဝင်းကတင်ပြထားပါတယ်ရှင်ကာဒီကတောင်းလို့မပြောလို့ပြေး ဒီနေ့ကြာရောက်တဲ့125ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားနေ့မှာမြန်မာနိုင်ငံကအလုံသမားတွေဟာအနိုင်ဆုံးအခြေခံလौခလာစာကိုအမြန်ဆုံးသတ်မှတ်ပေးဖို့အတွက်တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းကလှိုင်းသားယာရွှေပြည်သားမင်္ဂလာတုံးအစရှိတဲ့ဆက်မှုဇုံကအလုံသမားတွေဟာဗဟန်းမြို့နယ်ဘိုးစိမ်မှန်ဘော်လုံးကွင်းမှာလူစုကစိုက်ကဆန်ကွင်းကလူဒုဟစ်တိုင်အထိခြိတက်ခဲ့ကြတာဖြစ်ပါတယ်။ နော်တို့လူသမားတွေအတွက်ကတော့ဒီအခြေခံလာစာအခြေခံလာစာပေါ့နော်အရင် ਨੇ ပါနေနိုင်ငံတကာနဲ့မရှင်ပါဘူးကျွန်တော်အာဆီယံလူနိုင်ငံတွေထဲမှာကျွန်တော်တို့နိုင်ငံအရင် ਨੇ ပါနေပေါ့နော်အဲ့အတွက်ကျွန်တော်လူသမားတွေဘုရားနှစ်တွေတာကြာလာတယ်ပေါ့နော်တိုးတက်မှုမရှိဘူးနော်အဲ့အဓိကအဲ့အခြေခံလာစာပေါ့အဲ့လာစာရဲ့အခုဖြစ်နိုင်မဲ့ဆိုရင်လူသမားဥပဒေပေါ့နော်လူသမားတွေကာကွယ်ဆောင်ရှောက်မဲ့ဥပဒေက ਨੇ ပါနေပေါ့ဥပဒေကိုယ်တိုင်ကို ਨੇ ပါနေအတွက်ကျွန်တော်တို့ကပိုဆိုးတယ်ပေါ့နော်လူသမားတွေဘုရား ဒီလောက်ခလက်စားတဲ့နေပါရဲ့ပြင်ဒီလူသမားကိုကောက်ဝဲဆောင်းချပြီးတော့ဥပဒေတွေကမခိုင်မာတဲ့အတွက်ကျွန်တော်တို့မှလူသမားတွေဒုက္ခရောက်နေရပါဘောနော်ဒီလူသမားတွေအဖမ်းအခံရတဲ့ဒီဖြစ်တာတော့ကျွန်တော်တို့တော်တော်လေးနင်းနာတယ်ဘောနော်အဲဒီစားဖြစ်နေအထယ်ကျုပ်စိတ်ုံတွေမှာလောက်ကင်နေကြတဲ့အလုသမားတွေရဲ့60ရာခိုင်နှုန်းကျော်ဟာအမျိုးသမီးအလုသမားတွေဖြစ်ပါတယ်တချို့စိတ်ုံတွေမှာအလုရှင်တဲ့ကြီးကြပ်သူတွေဟာအလုသမားတွေအပေါ်မောက်မောက်မှမှဆက်ဆံတာတွေများလာနေတဲ့အတွက်အလုသမားတွေကကန့်ကွက်လိုက်ကြပါတယ် အရန်ဘယ်လိုပြောမလဲသူတို့တွေကမြန်မာလူမျိုးတွေကို အရန်တန်ရည်အရန်ဟိုဖြစ်လို့နေနှိမ့်ချလို့နေပေါ့နော်မြန်မာနိုင်ငံတကယ်တမ်းဆိုလောအားကလည်းရန်နေတယ်သူတို့ကဟိုအများကြီးလဲခိုင်းကျင်တယ်အရင်လုံနေတဲ့ဟိုအလုတ်လုံနေတာတောင်မှသူတို့အနေနဲ့ဟိုဘယ်လိုပြောမလဲ ဟိုမှာမပြေဘူးပေါ့နော်မကျင်မကျင်နဲ့ရှင်ဘူးပေါ့အဲ့လိုမျိုးခက်ခဲတယ်အဲ့လိုမျိုးတွေအများရှိပါတယ်အလုရှင်တွေကိုကျွန်တော်ပြောချင်တာအလုရှင်ကနေပြီးကျွန်တော်အလုသမားကိုရန်သူလိုသဘောထားပြီးတော့ပေါ့နော်သူတို့ရဲ့ဟိုအခိုင်းအစိန်လိုသဘောထားနေမယ်ဆိုရင်တော့ကျွန်တော်တို့နဲ့အလုရှင်နဲ့ကြားမှာတော့ကျွန်တော်တို့ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ပွဲတိုက်ပွဲတွေပေါ့ဟိုမပြီးဆုံးနိုင်တဲ့တိုက်ပွဲတွေကိုကျွန်တော်တို့အဆိုးကျိုးတွေကိုပဲဥတည်ပြီးတော့ကျွန်တော်တို့ရှေ့ဆက်သွားလိမ့်မယ်ပေါ့နော်သူတို့ဘက်ကလည်းကျွန်တော်တို့ကို ဟိုဂျန်သူလိုသဘောမထားဘဲနဲ့သူတို့အလုပ်ကိုလာလောက်ကင်နေတဲ့လောက်ကင်ပေးနေတဲ့ဟိုလူကောင်းတယောက်လို့ပေါ့နော်ဟိုမိမိသားစုလိုမထားနိုင်တော့သဘောမထားနိုင်တော့မှပဲသူတို့အလုပ်ကိုလာလောက်ကင်ပေးနေတဲ့လူတွေလူတယောက်အဖြစ်နဲ့ပေါ့နော်ဟိုအဲ့လိုမျိုးမြင်နေချင်းနဲ့လက်ရှိမှာအနေဆုံးလောက်ခလာစာသတ်မှတ်ပေးနိုင်ဖို့အလုပ်ရှင်အလုပ်သမားနဲ့အစိုးရကိုယ်စားလှယ်တွေအကြိမ်ကြိမ်ဆွေးနွေးမှုတွေရှိနေပေမဲ့အလုပ်သမားတွေတောင်းဆိုနေတဲ့ တရက်လောက်ခ9000ကျော်ရဖို့ဆိုတာအလန်းဝေးနေပါသေးတယ်အလို့ရှင်တွေက တရက်လောက်ခကို1500လောက်သာပေးလိုတာဖြစ်ပြီးအစိုးရကစက်မှုဇုံတွေမှာရှိတဲ့အလို့သမားတဦးချင်းကုန်ကြစရိတ်ကိုစစ်တမ်းကောက်ထားရမှာတရက်3000ကျပ်လောက်ကုန်တယ်လို့ဆိုပါတယ်ဆွေးနွေးမှုတွေမအောင်မြင်အစိုးရကကြားဝင်ပြီးသတ်မှတ်ပေးရမှာဖြစ်ပါတယ်လှိုင်းသားရရွှေပြည်သားစက်မှုဇုံတွေမှာလာရောက်ရင်းနှီးလောက်ကန်ကြသူလုပ်ငန်းရှင်တွေဟာတရုတ် ကိုရီးယားနိုင်ငံတွေကအများဆုံးဖြစ်တယ်လို့သိရပါတယ်ခင်ဗျာကိုကျော်သုံးဝင်းတင်ပြပေးခဲ့တာပါရှင်ဒီကနေ့ကြာရောက်တဲ့ကမ္ဘာလူသမားနေ့အခမ်းအနားကိုရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်အာကစားကွင်းမှာမြန်မာနိုင်ငံလူသမားတမကများအဖွဲ့ဝင်တွေပူးပေါင်းကျင်းပခဲ့ပါတယ်ဒီအခမ်းအနားကိုအစိုးရဝန်ကြီးတွေလည်းတက်ရောက်ခဲ့ကြပါတယ်မက်ဆာနီထွန်းကတင်ပြထားပါတယ်ရှင် Happy May Day ရှိပြည်သာမြို့နယ်မြို့နယ်အာကစားကွင်းမှာကျင်းပတဲ့မေဒင်းနေ့အခမ်းအနားကိုမြန်မာနိုင်ငံအလုသမားတမကများအဖွဲ့ချုပ် CTUM ကအဖွဲ့ဝင်တွေနဲ့ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားကိုနိုင်ငံတော်တမတော်ဦးသိန်းစိန်ကတဝင်လွှာပေးပို့ခဲ့ပါတယ်။အဲ့ဒီတဝင်လွှာကိုအလုသမားအလုတ်ကိုင်းနဲ့လူမှုဖူလုံရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးရဲမြင့်ကဖတ်ကြားခဲ့ပါတယ်။မြန်မာစွာတမပေးပါကကုန်ထုတ်လုပ်မှုဈေးများတိုးမြင့်လာပြီးကုန်စည်နှုန်းများပြင်းမာလာနိုင်ခြင်းလူ့သမားစီတက်တာစီဟန်အတွက် လုံသမားအင်အားကိုရှော့ချပြီးဆက်စွာကိုပုံမှုအသုံးပြုလာနိုင်ခြင်းကြောင့်အလုပ်လက်မဲ့များတိုးပွားလာနိုင်ခြင်းနဲ့နောက်ဆုံးအခြေအနေတွင်လုပ်ငန်းဆောင်နိုင်ခြင်းဖြစ်တော့ဖြင့်ဆက်ယုံများပိတ်သိမ်းသွားသည့်အခြေအနေတို့ရောက်ရှိသွားနိုင်ခြင်းစသည့်လုံသမားတို့အတွက်မလိုလားအပ်သည့်ဆိုးကျိုးသရမှုများရှိလာနိုင်သကဲ့သို့လောကလာသာမြင့်မားမှုကြောင့်ငံကြားရင်းနှီးမြှန်မှုများစည်းဝင်လာခြင်းကိုအဟာတာဖြစ်စေနိုင်သည့်ဆိုးကျိုးသရမှုများလည်း ဖြည့်လာနိုင်ပါပြီ။နိုင်တရားဝအခြေပြုတဲ့ပုဂ္ဂလိကဆက်ဝတ်လက်မှုလုပ်ငန်းကညီကိုမောင်မတွေကတရက်ကို၈နိုင်မကအလုံးလုံးနေရသေးပဲလို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါလားခင်ဗျာကျွန်တော်တို့ over time ဆိုတာကိုမျှော်နေရပဲသိရဟုတ်ပါလားခင်ဗျာအဲ့ဒါဘာလို့လဲလောက်ခမလောက်လို့ဖြစ်နေတာပါခင်ဗျာဟုတ်တယ်နော်အဲ့တော့ကျွန်တော်လောက်ခလာစာကိုအခုအနေဆုံးလောက်ခလာစာကိုလည်း ကျွန်တော်တို့ဆွေးနွေးဖို့ကိုအစိုးရကနေပြီးတော့တင်ပြထားတာရှိရဲ့ဒီပြည်အစိုးရနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့စစ်တမ်းကောက်ယူထားတာလည်းရှိတယ်ဟုတ်ပါလားခင်ဗျဟုတ်ပါတယ်အဲ့တော့စစ်တမ်းကောက်ယူထားတာကတနိုင်ငံလုံးမှာကောက်ယူထားတာဖြစ်တယ်စစ်တမ်းကရရှိတဲ့လူသမားတယောက်ရဲ့ကုန်ကြမှုတနေ့တာကုန်ကြမှုဆိုတာကိုလည်းကျွန်တော်တို့တင်ပြထားတယ်နောက်တစ်ခါတက်ဆိုင်ရာပြည်နယ်လိုက်မှာဘလောက်တော့ကုန်ကြတဲ့နယ်ဆိုတော့ပြည်နယ်အစိုးရတွေကတင်ပြထားတာရှိပါတယ် ဒါကိုလည်းအစိုးရကကြီးမှုလုပ်ပြီးတော့ကျွန်တော်တို့ဆွေးနွေးနေကြပါဒီနေ့ခန်းနာကိုအခြားဒေသကအလုသမားတွေလည်းတက်ရောက်ခဲ့ကြပါတယ်။လုံစင်တဲ့အလုသမားကြားလုပ်ငန်းတိုးတက်ဖို့အတွက်အရေးကြီးတဲ့ဆွေးနွေးညီတိုင်းမှုတွေကရှိနေခြင်းဟာစီးပွားရေးအတွက်တိုးတက်ဖို့အတွက်အဓိကကျတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီနေ့မေရင်းနေ့မှာပဲမေရင်းနေ့အခမ်းအနားကိုတက်ရောက်ကြတဲ့အလုပ်သမားတွေရှိနေသလိုအခြေခံလုပ်ခလာစာကိုအမြန်ဆုံးသတ်မှတ်ပေးဖို့တောင်းဆိုဆန္ဒပြကြတာတွေလည်းရှိခဲ့ပါတယ်ရှင်။အရဖေးမြင့်တန်ညာအစီအစဉ်လေးကိုဆက်လက်ထုတ်လွှင့်ပေးနေပါရရှင်။မန္တလေးမြို့စက်မှုဆောင်မှာရှိတဲ့ကနောင်ခမ်းမမှာတနင်္ဂနွေလုံးကလို့သမားတက်မကတွေစုပေါင်းပြီးအပြည့်ပြည့်ဆိုင်ရာလို့သမားနေအခမ်းအနားပြုလုပ်ခဲ့ပါတယ်။အပြည့်အစုံကို RFA1 တို့သားကိုချီကတင်ပြထားပါရရှင်။ မန္တလေးစက်မှုဆောင်မှာရှိတဲ့ကနောင်ခမ်းမမှာမြန်မာနိုင်ငံအလုသမားတပ်မကများအဖွဲ့ချုပ်ကဦးစီးချင်းပါတဲ့အလုသမားနေအခမ်းအနားမှာတနင်္ဂနွေလုံးမှာရှိတဲ့အလုသမားတပ်မကကိုယ်စားလှယ်တွေအစိုးရအလုသမားရေးရာဝန်ကြီးဌာနကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်အလုသမားတပ်မကကိုယ်စားလှယ်တွေကခိုင်မာတဲ့အလုသမားတပ်မကတွေပေါ်ထွက်လာပြီးအလုသမားတွေရဲ့အခွင့်အရေးအခြေခံလောက်ခလာစားနဲ့အလုသမားတွေရဲ့ကျန်းမာရေးကိစ္စတွေကိုအဓိကထားဟောပြောခဲ့ကြပါတယ် ဒီခိုင်းနှက်မှာအလုသမဝင်ကြီးဌာနတာဝန်ရှိသူတွေကိုဖိတ်ကြားခဲ့တဲ့နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအလုသမတတ်မှတ်ကများအဖွဲ့ချုပ်ကအခုလိုရှင်းပြပါတယ်။ကျွန်တော်တို့ဓာရီဝင်ကြီးဌာနတွေကိုဖိတ်ပြီးတော့လောက်ရတဲ့ရည်ရွယ်ချက်ကတကယ်ကျွန်တော်တို့အလုသမတွေရဲ့အတန်ကိုသူတို့ကိုကိုယ်တိုင်နားထောင်သွားစေချင်တဲ့ရည်ရွယ်ချက်ရှိတယ်။ရှိတဲ့အကြောင်းလို့ကျွန်တော်တို့ကသူတို့ကိုခေါ်တယ်ခေါ်ပြီးတော့မှဝင်ကြီးဌာနတွေသိအောင်ကျွန်တော်တို့ကပြောရတယ်ပေါ့နော်။အဲဒါပေမဲ့တာဝန်ရှိတဲ့သူကြီးမင်းတွေအနေနဲ့ကကျွန်တော်တို့လုပ်သမားတွေအခက်အခဲတွေကိုတင်ပြတဲ့အခါမှာဟိုပြန်လဲပြီးတော့ပေါ့ဆောင်ရွက်ပေးခြင်းမဆောင်ရွက်ပေးခြင်းအရသူတို့ရဲ့အပိုင်းပေါ့ကျွန်တော်တို့ကတော့အများအတန်းသူတို့ဆောင်ရွက်ပေးအောင်ပေါ့ ကျွန်တော်တို့လုပ်ငန်းတွေအခက်အခဲကိုကျွန်တော်တို့ကတင်ပြနေရမှာပဲဖြစ်ပါတယ်ဗျ။အဲ့ဒီခန်းတမ်းမှာတမရဦးသိန်းစိန်ပြပုတ်ခဲ့တဲ့တဝင်းလွာကိုလည်းဖတ်ကြားခဲ့ပါတယ်။တက်ဆိုင်ရာဒေတာအသီးသီးကတက်ရောက်လာတဲ့အလုသမားခေါင်းဆောင်တွေကလည်းအလုသမားတွေလုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဆွေးနွေးခဲ့ကြပြီးအနေအဆုံးအခြေခံလစာနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ဒီနေ့နိုင်ငံဝန်ထမ်းများရဲ့အနေဆုံးအခြေခံလစာဒီဘလောက်ပါလဲတသိန်း2000ဖြစ်ပါတယ်နိုင်ငံဝန်ထမ်းများကိုအနေဆုံးလစာတသိန်း2000တတ်မှတ်ပေးခြင်းဒီ ဒီတာဝန်ယူမှုတာဝန်ခံမှုရှိသောအစိုးရတရားရဲ့ဒီလုံလုံလုံကြီးတွေအရာ CSR နဲ့ပြည့်တဲ့လာဆောင်နှုံနှံတရားကိုပေးခြင်းဖြစ်ပါတယ် CSR ထဲမှာအများကြီးပေါ့နော်လူမှုဘဝလုံခြုံမှုကိုတာဝန်ခံပြီးတော့ပေးထားတဲ့လာဆောင်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနိုင်ငံဝန်ထမ်းများအခြေခံလာတာတသိန်း1000ဒီဥပဒေနဲ့လည်းပဲညီရဲ CSR လူမှုဘဝဒီအခြေခံအမှတ်ခံချက်တွေနဲ့လည်းပဲညီတဲ့အတွက်ကြောင့်မလို့ပြင်ပလှုပ်သားများကိုအ ਨੇ စုံအခကျင်းွေတတ်မှတ်တော့အခအဝဲကျွန်တော်တို့ကနိုင်ငံဝန်ထမ်းတဲ့ညော့တော့အခကျင်းွေကိုပြေလို့ဝမ်းရပါဘူးအခမ်းအနားကိုစက်ရုံအလုပ်ရုံကအလုပ်သမားတွေအပြင် နိုင်ငံရေးပါတီတွေလူမှုရေးအသင်းအဖွဲ့တွေနဲ့အလုံသမားအလုံကိုင်းတဲ့လူမှုဖွလွန်ရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေလည်းတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။အများဆုံးကြုံတွေ့နေရတဲ့အခက်အခဲကတော့လက်ရှိဟိုလောက်ခလာတာပေါ့နော်။လောက်ခလာတာကိုအလုံသမားတွေလည်းမျှော်လင့်တယ်လို့လှုပ်ရှင်တွေလည်းမျှော်လင့်နေကြတယ်ပေါ့နော်။အဲအဲ့ဒီအားလေးတွေရှိသလိုတော့တချို့အလုံသမားအခွင့်အရေးလေးတွေပေါ့။အလုံသမားအခွင့်အရေးလေးတွေမှာကိုယ့်အခွင့်အရေးကိုမသိသေးတာတွေလည်းရှိမယ်။အလုံသမားတွေကကိုယ့်အခွင့်အရေးကိုသိတာတွေလည်းနေပါတယ်။ အဲ့ဒါကြောင့်မလို့အခွင့်အရေးလေးကိုတိပြီးသားခွင့်အရေးကိုတောင်မှကောင်းတယ်မခေါ်ရဲကြဘူးကြောက်ရရပေါ့နော်အဲအဲ့ဒါတွေတွေ့အဲ့ဒါလေးခက်ခဲရှိဒီနေ့အခမ်းအနားကိုမြန်မာနိုင်ငံအလုသမတ်တမကများအဖွဲ့ချုပ်အနေနဲ့အထက်မြန်မာပြည်မှာပထမဆုံးအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်ကရန်ကုန်မြို့မှာကျင်းပခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအရာဖေဘန်တို့သားကိုကြည်တင်ပြပေးခဲ့တာပါရှင်မြန်မာနိုင်ငံအလဲပိုင်းဒေသဖြစ်တဲ့မကွေးတိုင်းကကြေးလက်တောရရဟာ နှစ်စဉ်နွေရာသီရောက်တိုင်းရေခမ်းခြောက်ပြီးရေရှားပါတဲ့အခက်အခဲကြုံတွေ့နေကြရပါတယ်။အခုနှစ်နွေရာသီမှာတော့ခါတိုင်းနှစ်တွေထက်တောက်ရေရှားတာနဲ့ကြုံတွေ့နေရတဲ့အကြောင်း RFA သတင်းတောက်ကိုဇော်တူးကရက်ကူးတင်ပြထားပါတယ်ရှင်။မဝေးတန်းဒေသတွင်းကကြီးလက်တိုးရတွေမှာအခုနှစ်နွေဟာခါတိုင်းနှစ်တွေထက်တောက်ရေရှားပါတာနဲ့ကြုံတွေ့နေရပါတယ်။သဘာဝတောက်ရေကန်တွေကိုတူးဖို့ဆဲဖို့ထားပေမဲ့မိုးရွာတာနေပါသလိုလူကြီးတိုးပွားလာတာကလည်းအခြေခံကြောင်းရင်းလို့ပြောပါတယ်။ဟိုးအရင်တော့ကတော့ဒီလောက်မဆက်တတ်ဘူးဗျ။ ဟိုရင်တော့ဒီတော့မစားတာဘူးဆိုတာကနွားဥယေလူကြီးကနဲခဲ့သေးတာကိုဟိုအရင်တော့ကတော့အဲ့တော့မနဲအဲ့ဒါကြီးကနဲတော့တိတ်မစားတာဘူးပေါ့ဗျာအခုကြတော့လူကြီးကလည်းများနွားဥကြီးကလည်းများတဲ့ခါကြတော့အခုချိန်ကြတော့ပိုးရှားလာတာပေါ့ဗျာတောက်ရက်ဟိုသုံးရီတောက်ရီပိုးရှားလာတာပေါ့ဗျာအဲ့ပိုးရှားလာတဲ့ခါကြတော့ကာနီဘာတွေတူးတဲ့ခါကြတော့လေကံကပြီးခဲ့တဲ့နှစ်တည်းကမိုးကအကောင်းနေတော့ကံကရင်မွေမှု ရင်မဝင်တော့ကိုစမ်းရည်နဲ့စိတ်ရည်ပဲဖိတုံးနေရတာပေါ့စမ်းရည်ကတော့ကျွန်တော်တို့ဒီညကိုလည်းဟိုလိုအပ်လို့ရှိရင်မနဲ့စိုးဘူးညကိုလက်ရည်နဲ့သွားတက်ရတယ်ဟိုအရှိပဲမပြောကြောက်တွန်းတော့သွားတက်ရတယ်နောက်ပြီးတော့ဒီရိုးနေလဲစောင့်တက်ရတယ်ပေါ့ဗျာခရတယ်ပေါ့ဗျာအဲကန်ရောခတ်ဆရာလုံးဝမရှိဘူးကန်ကရင်မဝင်တော့ခုချိန်ကန်ရင်သုံးဆရာမရှိဘူးစိတ်ရည်နဲ့ကျွန်တော်တို့စမ်းရည်ပဲအားပြုရတယ်ຫນွေຄາມາແລະຍະຕື່ນດີຕູບີຕောက်ຍີຍາບໍ່ກໍຕະເນກອງສောက်ຂັດຈະອາວ່າໄດ້ တခြားဆက်ရင်တွေတွေရှိနေပေမဲ့ရေငန်တွေဖြစ်နေလို့သဘာဝစမ်းသွင်းကရတဲ့ရေကိုသာနှစ်နှစ်ချက်ချက်သုံးဆွဲနေကြရတာပါရှားတာတဘိုးတွေလာတော့လည်းရှားမိုးမကြမ်းချင်းပေါ့စောက်ခါမှာဒီတိုးလေးညာတနေ့ကိုဟိုဆယ်ဘုံးတော့ပဲယူရယ်မြတ်တော့ရမို့ဒီစားရည်ပဲတောက်ရတာပဲဒီနောက်တဲ့ဟာပဲတောက်ရတာရေစစ်ရှိရတာရေစွန်းတယ်ပေါ့ရေစစ်မရှိရလို့ရတာ ပုံနဲ့ဒိပြီးမှအိုးထဲကိုထည့်ရတယ်ပေါ့တောက်ယူတချို့ရက်ဒေသတွေမှာတော့နေတိုင်းတဲ့ကြီးရွာကနေဝီဝီလန်လန်သွားပြီးတောက်သုံးရီရဖို့ကိုရှာဝေခိုက်ယူကြရပါတယ်အခုကြတော့မိုးလေဝသခေါင်းပါတဲ့ခါကျတော့ရေသဘိုးတွဲလာဆိုရင်ကုန်သွားပြီသဘိုးတွဲလာမှာကုန်သွားတဲ့ခါကျတော့ဟိုရွာနဲ့ဝေးရဲ့ကန်ကြီးတွေမှာကျွန်တော်တို့သွားတက်ရတယ်ဒီဒီဆန်တွင်းနေရာရိုးရိုးယူတာပေါ့လေဝေးဝေးရဲ့ နောက်ပြီးတော့ဒီလှဲတွေနဲ့သွားတိုက်မှဆိုရှင်ဒစီစာမင်းအောင်ကျွန်တော်ပုံးနေနဲ့သွားခါတာပဲမကွေးတဲ့နေသားတွေနေရတော်တော်များများမှာတော့ပူရှင်မြင်မလာတာနဲ့အတူရေခမ်းချောက်တာတွေနဲ့ကျုံတွေ့နေရပြီးတချို့မျိုးနယ်တွေမှာလည်းတောက်ရီပြက်လက်တာနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောကြခဲ့ပါတယ်ခင်ဗျာကိုစော်တူးသတင်းပေးပို့ခဲ့တာပါရှင်အစိုးရလုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့လုပ်ငန်းလိုင်စင်လျှောက်လာတွေကိုလက်နှိပ်စနစ်သာအသုံးပြုနေသေးတဲ့အတွက်မဟာဗန္ဓုလာပန်းချန်လန်းနဲ့ကုန်သလန်းနီးတဝိုက်မှာ လက်နက်ဆက်ရိုက်တဲ့လုပ်ငန်းငယ်တွေရဲ့တက်ဝင်နေစေဖြစ်ပါတယ်။ RFA သတင်းတောင်မတ်ဆန်းမော်ကတင်ပြထားပါတယ်ရှင်။အကျုပ်စာတန်းလုပ်မယ်ဆိုရင်ဘားလန်းကိုသွားဆိုတဲ့စကပုံနဲ့အတူဘားလန်းကလည်းနာမည်ပြောင်းလဲထားတဲ့မဟာဗန်နူလာပန်းချံတဝိုက်မှာစာကျုပ်စာတန်းအမျိုးမျိုးအတွက်ဆောင်ရွက်ပေးနေတဲ့လုပ်ငန်းငယ်တွေလဲပက် လုပ်ကင်နေစေဖြစ်ပါတယ်။ notary လက်ထက်စာချုပ်ကြမ်းကြိမ်လော၎င်းစရင်စတဲ့စာချုပ်အမျိုးမျိုးတွေအတွက်ဝန်ဆောင်မှုအမျိုးမျိုးကိုတနေရာထဲမှာစောင့်ရက်ပေးတဲ့လုပ်ငန်းငယ်90ကျော်ရှိနေပါတယ်။တရားရုံးချုပ်နဲ့တခြားအစိုးရယုံတွေအတွက်ရှောက်လာရှောက်ထားရမှာ စိုင်ကြီးတွေမှာကွန်ပျူတာတွေနဲ့အသုံးပြုလုပ်ဆောင်နေပေမဲ့စိုင်အများစုကလမ်းဖေးပလက်ဖောင်းအနီးမှာပဲစိုင်ဖွင့်လင်းရတာကြောင့်လျှက်စစ်မီမရှိတဲ့အတွက်လက်နှိပ်ဆက်တွေနဲ့သာစာချုပ်ကိုအမြန်ဆုံးဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ လုပ်ငန်းတွေအနေနဲ့ဆိုင်ကန်းကတွေမတက်နိုင်တဲ့အတွက်အခုလိုလက်နှိပ်ဆက်ဆိုင်ကန်းနေရာတွေနဲ့ပဲလုကင်နေရတာဖြစ်ပါတယ်ဆိုင်ကန်းကတော့ဟိုလုပ်ငန်းပိုတွင်ကျတာပေါ့နော်ဒါပေမဲ့ကိုရီနဲ့ကြတော့ဆိုင်ကန်းကိုဟိုမငားနိုင်ဘူးပေါ့ပြီးတော့ငားစရာဆိုင်ကန်းကလည်းဒီနားမှာတိတ်မရှိဘူးသူ့နေရာနဲ့သူကပြည့်နေကြတယ်ဆိုတော့ကိုရီကဒီလိုမျိုးလမ်းမေးမှာဒီလိုဆိုင်ကုန်လေးနဲ့ထွက်တာဆိုကိုတို့တော့ပိုအဆင်ပြေတာပေါ့ဟိုရတဲ့ပတ်စံကကိုလကလည်းမပေးရဘူးကိုရတာအတတင်ရတာပေါ့ ဆိုင်ကြီးတွေပွင့်လင်ပြီးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေများပြားလာတဲ့အတွက်ဒီနှစ်ပိုင်းနဲ့အတွင်းမှာလုပ်ငန်းငယ်တွေရပ်တည်ဖို့ခက်ခဲလာတယ်လို့နှစ်ပေါင်း25နှစ်ကျော်ကြာစာချုပ်လုပ်ငန်းလုပ်ကင်လာသူကပြောပါတယ်အခုလိုဆိုင်ကြီးတွေကလည်းစီးပွားရေးကိုလိုပုံစံချက်ပြီးလုပ်ကြတဲ့ခါကျတော့လူတွေကဘယ်လိုပဲဖြစ်ရင်လုပ်ငန်းလုပ်တာချင်းလူတွေမှာဆိုင်ကြီးမှာပဲလုပ်ကြတဲ့ပုံစံများကြတော့ဆိုင်ကြီးဆိုရင်ပိုသေးတတ်မယ်ပို့ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့ experience နဲ့လုပ်လုပ်တာကျတော့ ခါရီယာကျလမ်းဘက်မှာလုံးဝမဲ့ SV နဲ့အများကြီးရှင်းတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်။ကျန်းကျင်တဲ့လူတွေလုံငန်းနဲ့ပတ်သက်လာရင်ရောင်းဝယ်စာအုပ်ချုပ်မဲ့ဆိုလို့ရှိရင်ဘယ်လိုဆုတ်ရလဲဘယ်လိုစာစီရလဲဘယ်လိုစာရေးရလဲဥပဒေပါဝင်အောင်ဘယ်လိုလုပ်ရလဲ။ဟလာပါဝါလွဲမဲ့ဆိုရင်ဘယ်လိုလွဲရလဲပေပါဝါဘယ်လိုလွဲရလဲပေပါဝါပဲရောင်းဝယ်ဌာနမှာလုပ်ရလဲဆိုတာတွေက SV နဲ့ပဲနော်။ဒါပေမဲ့လူတွေကအဲ့လိုမကြည့်ပါဘူး။လူကလူစလခန်းနာမှုကိုလူကျင်ကြတာလေ။ ဒီလိုလက်နေဆက်လုပ်ငန်းငယ်တွေမှာလူငယ်တွေလုတ်ကင်ဖို့စိတ်ဝင်စားမှုနည်းပေမဲ့ဝင်ရောက်လုတ်ကင်နေသူတွေလည်းရှိနေပါတယ်။ကွန်ပျူတာကမှားတဲ့အခါမှာပြင်ဆင်ရလွယ်ကူပေမဲ့လက်နေဆက်ကပြန်ဖြတ်ရတာမလွယ်ကူတဲ့အကြောင်းလက်နေဆက်ရိုင်းနှီးတင်ယူရောက်မှုအခြေအနေကိုပြောပါတယ်။ကွန်ပျူတာကဘာမှမထူပါဘူး။ဒါပေမဲ့သူကနည်းဖြစ်ပြီးပုံရရတယ်။ကွန်ပျူတာကဘာမှမထူဘူး။မြန်မာသားမပါဘူး။ဒီကအင်္ဂလိပ်စာပဲ။ကွန်ပျူတာလက်ကွက်တိုင်းပဲ။မှားဝိုင်းကြတော့ဒီဆက်ကပြင်လို့မရဘူး။ အဲဟိုဟာရိုက်တဲ့ဘောလိုက်ကြတော့ပြန်ဖြတ်လို့ရတယ်တရားကြပြန်ဖြတ်လို့ရတယ်အဲ့ခါကျရင်အသက်ပြန်လဲမဝါလို့ရှင်တော့ကြောက်ပါအဲ့ပြန်ပြေးလို့မရတဲ့ခါကျရင်အနေတလုံးလုံးမဝါရင်တော့ဘာမှမဖြစ်ဘူးပြန်ဖြတ်ပြင်လို့ရတယ်ဟိုအများကြီးမဝါလို့ရှင်တော့မရတော့ဘူးအဲ့ခါကျရင်စိုင်းတော်လေးရထလဲပြီးထက်ရတယ်အဲ့လိုအကောက်ခွန်ဦးစီးဌာနကိုတင်သွင်းတဲ့ကားလိုင်စင်နဲ့ထုတ်ကုန်သွင်းကိုလုပ်ငန်းလိုင်စင်တွေအတွက်ဆောင်ရွက်ပေးတယ်။အေဂျင့်တွေကလည်းမဟာဘနူလာပန်းချန်လမ်းမှာမော်တော်ကားတွေနဲ့ရွှေလားရုံးကားငယ်တွေအဖြစ်လှုပ်ဆောင်နေတာရှိပါတယ်။ လွန်ခဲ့တဲ့တနှစ်ကျော်လောက်ကစတင်ပြီးကုမ္ပဏီတွေကလုံဆောင်လာတာဖြစ်ပြီးအခုဆိုရင်အဲ့ဒီ agent ကုမ္ပဏီငယ်10ခုကျော်လောက်ရှိပြီလို့သိရပါတယ်အဲ့ဒီအတွက်ဝန်ဆောင်မှုကုမ္ပဏီတွေကဝန်ထမ်းတွေကိုယ်တိုင်ကိုယ်ပိုင်လက်နက်ဆက်တွေနဲ့လုပ်ငန်းလိုင်စင်ဖြည့်တာကိုလှုပ်ဆောင်ပေးနေတာတွေ့ရပါတယ်ကျွန်တော်တို့ကဟိုအကောက်ခွန်ရှင်းလင်းအေဂျင့်အေဂျင့်ကိုအေဂျင့်ဆိုတော့အဲဒီရုံးရတာသူတို့ရုံးရရောင်းတဲ့ဖောင်ဖောင်တွေပေါ့အဲ့ဖောင်တွေဝယ်ပြီးတော့ကျွန်တော်တို့အဲ့တဲ့ဟိုပိုင်ရှင်တွေရဲ့ပစ္စည်းတွေကို ီ landing site နဲ့ရိုက်ပေးရတာရိုက်တာဟိုနာတော့ဂူပိုင်ပဲပေါ့အဲကိုယ့်အကူရိုက်ဘယ်လိုဖိုင်ရှင်းပေးရတာပေါ့နော်နေရငါခဈေးမြင့်တက်လာတဲ့ရန်ကုန်မြို့လေမဟာပန္နူလာပန်းချံလန်တဝိုက်မှာနှစ်ပေါင်းများစွာလုပ်ကင်လာတဲ့စာကျုပ်လုပ်ငန်းတွေနဲ့လက်နေဆက်လုပ်ငန်းငယ်တွေအနေနဲ့ရွှေပြောင်းပေးရမယ့်အခြေအနေတွေကိုလည်းစိုးရိမ်နေကြပါတယ်ရှင်။ ီညတော့ RFA ရမင်တန်ကြားအစီအစဉ်တွေလည်းဒီမှာရင်ပြီးဆုံးပါပြီကြီးစုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါသေးရှင်